ကောက်ကြနေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ20ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်တရားလုံးကိုကြော်လွားပြီးလိုရာပြည့်စုံသွားမယ်စိတ်ကူးသည့်ရည်မှန်းချက်သည့်တွေလက်တွေကောက်တဲ့ပေါ်နေတဲ့လုံငန်းချက်တွေမြို့တာကျိုးပေးမယ်အခက်အခဲအလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကိုယ်ပိုင်ယက်တီချင်းနဲ့လုံခြုံတဲ့ကိစ္စမှန်သမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုကိုရသွားနိုင်တယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကိုကြုံမယ် ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒါစနေနေ့ထူးခြားတဲ့နေ့အဲ့ဒီနေ့ကကိုးစနေနေ့အဲ့ဒီလာစုတ်ကိုးရက်နေ့နဲ့စနေနဲ့တိုက်ဆိုင်တာ အထူးထူးကြတယ်အဲ့ဒီမှာအရေးကြီးတဲ့ကိစ္စလုတ်ပါအဋိဌာန်ဝင်ကြီးနေလုတ်ပါ23ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းရမယ်ရန်တိုက်ခံတဲ့ရှင်ပြီးလုံးရမယ်24ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်25ရက်နေ့ခီးကံကောင်းမယ်အပြောင်းလဲနဲ့တိုးတက်မယ်26ရက်နေ့အသေးစားထိခိုက်မှုကယူဆရမယ်အတိုက်ခံကြတိုးတက်မယ်ငွေဝင်မယ်29ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းပြဿနာနဲ့ဖြေရှင်းရခြင်းပေါင်းစည်းဖြစ်နေတယ်တဲ့28 ထူးခြားသောကံတလန်းနဲ့ဘဝတလန်းပေါ်လိမ့်မယ်29ရက်နေ့အဲ့ဒီနေချက်တယ်အရာရာသတိထားရမယ်အဲ့ဒီသွားရင်းလာရင်တွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုတွေ့တန်းလိုက်ပါ30ရက်နေ့ကောင်းစေးမင်္ဂလာရက်ကောင်းဖြစ်တဲ့လက်ဖွင့်ကပ်ဖွင့်ခြင်းကိုကြုံမယ်အဲ့ဒီမှာမတော်တဆအနေနဲ့ဖြစ်တတ်တယ်မြောက်ရက်သွားစေအနေနဲ့ဖြစ်တတ်တယ်နေ့ ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြသတိထားရမှာ30ဒီရနေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိတယ်အရာရာဆင်ပြေခြင်းနှစ်သာရကိုကြုံမယ်ဒီကာလအတော်တွင်းမှာဇာတာပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောက်ကြိုးပေးတယ်တနည်းလာနေစောက်ကြနေမွေးသူတွေဒုက္ခပေးတတ်တယ်လေးခွန်ကိုကနအကျိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးမှာ အဖြူရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆုတောင်းမှာကျေးဇူးတင်ပါတယ်